အချားမင်းသားမင်းသမီးတွေလိုရုပ်ရှင်ဇာတ်ကားတွေမရိုက်ဘူးပဲတခြင်းတွေလိုက်ဆိုနေတဲ့အောင်ရင်လင်းပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးသောမယ့်အကြောင်းအရာလေးကတော့တချိန်ကမိန်းကလေးတွေရဲ့ကြားမှာရွေပန်းစားတဲ့ပြိုတိုင်းကြိုက်တဲ့နင်းစီကံကြီးဖြစ်ခဲ့ပေမဲ့လည်းအခုတော့ရုပ်ရှင်တွေမရိုက်ဘူးတော့ပဲနဲ့တခြင်းတွေလိုက်ဆိုနေရတဲ့မင်းသားကျော်အောင်ရင်လင်းရဲ့အကြောင်းပေါ့အားလုံးသိကြတဲ့အတိုင်းပဲမြမရုပ်ရှင်ဇာတ်ကားကြီးတွေမှာတချိန်တုန်းကအောင်မြင်ခဲ့တဲ့မင်းသားမင်းသမီးကြီးတွေထံ နောက်ပိုင်းအောင်မြင်လာတဲ့နောက်ပေါက်သရုပ်ဆောင်မင်းသားမင်းသမီးတွေကပဲခေါ်ယူရိုက်ကူးလာကြတာကိုတွေ့ရပါတယ်။မင်းသမီးဝင်းမောင်ရွှေဤမင်းသားနေတို့တို့လောက်ကိုပဲအရေးတယူခေါ်ယူရိုက်ကူးပေမဲ့လက်ရှိရုပ်ရှင်ပိတ်ကားထက်မှာတော့တချို့မင်းသားမင်းသမီးတွေကိုမြင်တွေ့ရဖို့ကခဲယဉ်သွားပြီလို့ဆိုရမှာပါ။တကြုံမင်းသားမင်းသမီးတွေကတော့အနုပညာလုပ်ငန်းတွေမလုပ်တော့ဘဲရန်သားလိုက်တာမျိုးတွေရှိတာကတော့အမှန်ပါ။ ဒါပေမဲ့လည်းတချို့သရုပ်ဆောင်တွေကတော့အရေးပေးမှုမရှိဘဲတာမန်ကျော်ညာရိုက်ကူးမှုတွေရွှေဆိုင်အခမ်းအနားဖွင့်ပွဲတွေမှာပဲတွေ့ရတာကပုံများလာပါတယ်။အခုတခါမှလည်းမင်းသားကျော်အောင်ရင်လင်းကအရင်ဗီဒီယိုဇာတ်ကားတွေခင်စားတော့ကစတိုင်ခမ်းမိုင်မိုင်နဲ့ကိုရီးယားမင်းသားတွေလိုလမ်းခဲ့တဲ့ဘဲကြီးတယောက်ဖြစ်ခဲ့တာပါ။ ဒါပေမဲ့လည်းလက်ရှိချိန်မှာတော့ရုပ်ရှင်ရိုက်ကူးမှုတွေလည်းမရှိတော့သလိုသူရဲ့တရုတ်ဆောင် item တွေနဲ့အတူအနုပညာလှူရှားမှုတွေလည်းမတွေ့ရတော့ပါဘူး။နောက်ပိုင်း social media ပေါ်မှာပါတဖြည်းဖြည်းနဲ့လူလုံးပြတာတွေကရှားလာတာကြောင့်မိန်းကလေးပရိသတ်တွေကတော့အောင်ရဲလင်းကိုတော်တော်လေးလွမ်းနေကြပါတယ်။သူရဲ့ camera man style တွေကိုလည်းအောက်မေ့နေကြပြီဖြစ်တာကြောင့်ဇလန်းသစ်တွေအထက်မှရိုက်ကူးဖို့မျှော်လင့်နေကြတာပါ ဒါပေမဲ့မင်းသားအောင်ရဲလင်းအနေနဲ့လက်ရှိမြန်မာနိုင်ငံမှာယုံတင်နေတဲ့ပေါ်ကားတွေမှာတော့ပါဝင်ရိုက်ကူးခြင်းလုံးဝမရှိခဲ့ပါဘူး။နောက်ပိုင်းမြန်မာပေါ်ကားတွေကပိုပိုများလာတာကြောင့်အောင်ရဲလင်းအနေနဲ့ဒီလိုဇာတ်ကားမျိုးကိုစိတ်ကုံသွားပြီးတော့ရုပ်ရှင်တွေလက်ခံမရိုက်ကူးတော့တာလည်းဖြစ်နိုင်ပါတယ်။မင်းသားအောင်ရဲလင်းရဲ့ဇာတ်ကားတွေကိုကြည့်ဘူးကြတဲ့ပရိသတ်တွေဆိုရင် အောင်ရဲလင်းရဲ့တရုပ်ဆောင် item scale ဘလောက်ရှိလဲဆိုတာကိုသိနိုင်ပါတယ်။တရုပ်ဆောင်လဲကောင်းတယ်လို့ရုပ်ခန့်လဲချော်တာကြောင့်ကြည်ပြင်းတောင်တန်တယ်လို့ပြောမိကြတဲ့ထီပါပဲ။ ဒါကြောင့်လည်းမင်းသားအောင်ရင်လင်းကိုအတော်လေးသဘောကျအားပေးနေကြတဲ့ပရိသတ်တွေကတော့အောင်ရင်လင်းကိုလွမ်းဆွအောင်မိနေကြပြီးတော့သူရဲ့တရုပ်ဆောင် item တွေကိုပိတ်ကားထက်မှပြန်လဲကြည့်ကျင်နေကြတာပါအခုမင်းသားအောင်ရင်လင်းကိုဇက်ကအစ်စ်တွေမှပါဝင်ရိုက်ကူးဖို့တောင်းဆိုနေကြပေမဲ့မင်းသားကတော့လက်ရှိမှာဘာပကသနာမှမပါဘဲတာမန်ယောက်ျားတစ်ယောက်လိုပဲဘဝကိုတော်တော်ရင်ရလေးဖြတ်တန်းနေပါတယ် ရုပ်ရှင်ကောင်းတွေလည်းမရိုက်တော့ဝဲအလူပွဲတွေမှာချိရတဲ့ပရိသတ်တွေနဲ့အတူတခြင်းတွေကအတူတူဆိုရင်နဲ့သူ့ရဲ့ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေပါတယ်။သူ့ရဲ့ဘဝနေထိုင်မှုပုံစံကလည်းအရင်နဲ့လုံးဝမတူတော့ဘဲနဲ့တကယ့်ကိုရင့်ကျက်တည်ငြိမ်တဲ့အမျိုးသားတစ်ယောက်ပုံစံနဲ့တမျိုးအေးချမ်းနေတာပါ။ အောင်ရင်းလေးနေဇက်ကားတွေဆက်ရိုက်ဖို့ရှိလားဆိုတော့ကိုတော့တရားဝင်ချမပြသေးပေမယ့်အခုလက်ရှိမှာတော့ဘဝကိုအေးအေးဆေးဆေးနဲ့ဖြတ်သန်းနေတာကိုမြင်ရတဲ့အတွက်ပရိသတ်တွေကိုစိတ်အေးချမ်းမှုတွေကူးစက်စေတာကတော့အမှန်ပါအခုတင်ဆက်ပေးတော့တဲ့အကြောင်းအရာလေးနဲ့ပတ်သက်လို့ပရိသတ်တွေကရောဘယ်လိုခံစားမိလဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်နော်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကျွန်တော်ရဲ့ page ကို like and follow လုပ်ပေးခဲ့ပါအောင်ရှင်။ကြည့်ရှုပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေ။